အလုံးမမင်္ဂလာပါလို့ဇက်ခရချက်ကနေပြန်လာပြီးတော့မှကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာတော့ဇက်ကဒီလက်ထင်မှာပြထားတဲ့ပန်းလေးပေါ့နော်။ဒီဟာလေးကိုထုတ်ပြပြတော့မှဖြစ်ပါတယ်။ဗတ်စုံသုံးလို့ရပါတယ်။ပန်းလေးကိုကြာတော့ဇက်လေးလေးကိုမှဇက်ဒီဟာလေးကတော့ပန်းနောက်တစ်မျိုးပေါ့နော်။နောက်တစ်မျိုးထုံးလေးနဲ့စံပြပေးထားပါတယ်။ flower အဒီရ blanket ပေါ့နော်ဒီရ blanket ဝိုင်းလေးရတော့ဈေးရှိမှာထိုးပြတာလေကျူလစ်ပန် blanket ထိုးနီးလေးနဲ့အတူတူပဲဖြစ်လို့ဈေးဒီရတည့်ရွက်ကလေးနဲ့ပန်းလေးကိုပဲဒီဗီဒီယိုမှာထိုးပြပြသွားမှာဖြစ်ပါတယ်။ကဲရိုးရည်တော့ကတော့ဈေးဒီထဲမှာတော့တတိလေးပဲထိုးထားပေါ့နော်တောင်းဆက်နရိုးထိပဲထိုးထားပါတယ်။တည့်ရအရှိရတော့ဈေးဒီမှာပေါ့နော်။အဲဈေးစင်တီမီတာလေးနဲ့တိုင်းပြထားရပေါ့နော်။ စင်တီမီတာအပြည့်ဆိုတော့0.49စင်တီမီတာဝန်းကျင်ပါเนาะအဲ့လောက်တော့ရှိပါတယ်49ခွဲပါเนาะစင်တီမီတာဝန်းကျင်ရှိပါတယ်ဒါကတော့ကိုလိုချင်တဲ့အရှိပေါ်မူတည်ပြီးရောကိုကြိုက်နှစ်တက်တလို့ထိုးပေးလို့ရပါတယ်ကဲအဆို0အရွက်ကလေးစပြီးတော့တတ်ပါမယ်နော် အရွက်ကလေးတို့ဖို့အတွက်တော့ဇတိပေါက်လေးပေါ့နော်ဖွင့်မိတို့ခဲ့တဲ့ဒီအရှိပေါက်လေးပေါ့နော်အရှိပေါက်လေးထဲမှာဇတိကြဲကြဲလေးဖြစ်နေတဲ့ပေါက်လေးထဲမှာအရွက်ကလေးစားတတ်ဖို့အတွက်ရင်ဆောင်ရှိသေးကိုယူပြီးတော့ဖွင့်မိလေးတကုတ်ထိုးလိုက်တယ်ပြီးတော့ရင်တိုင်တူလေးထိုးပေးလိုက်ပါမယ်တိုင်တူလေးထိုးလိုက်တယ်ဒီတော့ရနော်ဖွင့်မိလေးလေးချက်ထိုးပါမယ်နော်တင်းနေတော့လေး ဖွင့်မီလေးလေးချက်ထိုးမယ်လေးချက်ထိုးပွားပြီဆိုရင်တော့တင်းနေတော့သုံးပတ်မြောက်ပေါ့နော်သုံးပတ်မြောက်ဒီနာမှာဇေရိုတိုင်တူလေးထိုးပါမယ်ကဲပြီးတော့ပြီဆိုလို့ရှိရင်နောက်ထပ်ဖွင့်မီလေးလေးခုထိုးပါမယ်ကြရင်0.3တုံးပေါင်းများပေါ့နော်တုံးပေါင်းများတိုင်ရှိသေးတယ်မှာတိုင်တူလေးထိုးပါမယ်။ရဖွင့်မီလေး0.3 မီလီလီကိုထုံးမယ်ပြီးတော့လို့ရှိရင်1 2 3တောက်မမြောက်တိုင်ရှိသေးတယ်မှာတိုင်တူလေးထိုးပါမယ်အစဲဒီဗီဒီယိုမှာထုတ်ပြတာမြန်နေရဆိုရင်အစဲအချိန်ခံဗီဒီယိုထုံးနည်းလေးကိုပေါ့နော်အစဲရဲ့ YouTube channel မှာရော Facebook ပြီးမှာပါတင်ပေးထားပါတယ်အဲ့ဒါလေးကြည့်ပြီးမှာဒါထုံးရင်တော့ပို့ပြီးရောလွယ်ကူပါတယ်ကဲအတိုင်းလေးပဲပေါ့နော်ဇေလိုကပက်ပက်လေးကိုအတိုင်းထိုးပြီးတော့မှာဖြစ်ပါတယ်ဖွင့်မီလေး လေးကဒိုလိုက်သုံးပေါင်းများအပေါက်လေးထဲမှာဆယ်လိုတိုင်တိုလေးထိုးလိုက်နေပေါ့နော်ပက်ပက်လေးကိုထိုးလာခဲ့ပြီပါကျေဇရိုဒီမှာနောက်ဆုံးနောက်ဆုံးမှာဇရိုဒီရဲ့တိုင်တိုထိုးခဲ့တဲ့ပေါက်လေးပေါ့နော်အဲတိုင်တိုထိုးခဲ့တဲ့ပေါက်လေးနာမှာဇရိုရှက်ကော်လေးပေါ့နော်ရှက်ကော်လေးထိုးပြလိုက်ပါမယ်။အဲရှက်ကော်လေးထိုးပြလိုက်တယ် ထုတ်ပြီးတော့ရင်ဖွင့်မီလေးတကုတ်ထုတ်မယ်ထုတ်ပြီးတော့ရင်ဇယ်ဒီအရင်ဖွင့်မီလေးကိုထုတ်ခဲ့တဲ့အပေါက်လေးပေါ့နော်အဲအပေါက်လေးထဲမှာဇယ်လိုတိုင်တူလေးထုတ်မယ်ပေါ့နော်တိုင်တူလေးတဲ့တိုင်တူလေးတိုင်ထုတ်လိုက်တယ်ထုတ်ပြီးတော့ပြီဆိုရင်ဇယ်လိုဖွင့်မီလေးပေါ့နော်ဖွင့်မီလေးခုနှစ်ခုထုတ်ပါမယ်1 2 3 4 5 6 9အရွက်ထုံးနေอยู่じゃဆဲအရှိဗီဒီယိုနဲ့မတူအောင်ထုတ်ပြထားပါရဲ့နော် ကဲဘယ်ကြတော့လေးပေါင်းများဖွင့်မိလေးပေါ့နော်တနေ့တောင်းလေးလေးပေါင်းများဖွင့်မိလေးတဲ့မှာဇီရိုတိုင်းချက်ကော်လေးပေါ့နော်ချက်ကော်လေးထိုးပြလိုက်ပါတယ်ဇီရိုဖွင့်မိရဲ့အလေပေါ့နော်အလေဖွင့်မိနာမှာချက်ကော်လေးထိုးလိုက်တယ်ထိုးပြီးတော့ရင်ဖွင့်မိလေးတောင်းခုထိုးမယ်ထိုးပြီးတော့ရင်အအပေါက်ထဲမှာပဲပေါ့နော်ဖွင့်မိလေးခုထိုးခဲ့တဲ့အပေါက်ထဲမှာပဲတိုင်းတူလေးထိုးပြလိုက်ပါတယ်ကြရင်အရှိဖွင့်မီလေးခုထိုးခဲ့တဲ့အပေါက်မှာလည်းတိုင်တူလေးထိုးမယ် ထုတ်ပြီးတော့ရင်းစလို့ဖွင့်မီလေးခုနှစ်ခုထုတ်ပြရပါမယ်၄၅6ဖွင့်မီလေးခုနှစ်ခုထုတ်လိုက်တယ်ထုတ်ပြီးတော့ရင်၁၂၃၄လေးပါးများဖွင့်မီပေါက်လေးထဲမှာစလို့ရှက်ကော်လေးထုတ်ပြရပါမယ်ချောကလေးထိုးလိုက်တယ်ပြီးတော့လို့ရှိရင်တော့ဖွင့်မီလေးတင်းနဲ့တော့တောင်းကုထိုးမယ် ထိုးပြီးတော့ရင်တော့အဘောက်လေးထဲမှာပဲဆက်လို့တိုင်တူလေးထိုးပေးလိုက်ပါတယ်တိုင်ရင်တိုင်တူလေးထိုးမယ်ထိုးပြီးတော့ရင်တော့ဖွံ့မီလေးခုနှစ်ခုထိုးပါမယ်ဖွံ့မီလေးခုနကထိုးလိုက်တယ်ထိုးပွားရင်1နဲ့3လေးလေးပါများဖွံ့မီလေးထဲမှာဆက်လို့ရှက်ကော်လေးထိုးပါမယ်နော်ထိုးပြီးတော့ရင်ဖွံ့မီလေးတောင်ကိုထိုးမယ် ထုတ်ပြီးတော့ရင် app ပေါ်လေးထဲမှာပဲဇလိုတိုင်တိုလေးထိုးလိုက်ပါမယ်။ကဲပြီးတော့ရင်ဒီ shape ပေါ့နော် shape ပေါ်လေးထဲမှာပဲတိုင်တိုလေးထိုးမယ်။တိုင်တိုလေးထိုးပွားရင်ဖွင့်မီလေးခုနှစ်ခုထိုးပါမယ်။ကဲပြီးတော့ရှင်လေးပေါင်းများဖွင့်ပြီးပြပေါ့နော်လေးပေါင်းများဖွင့်ပြီးဒီထဲမှာဆယ်လို့ချက်ကော်လေးထိုးပါမယ်။တော့ရင်ဖွင့်ပြီးတောင်းဖို့ထိုးမယ်။ တိုင်ရင်အပေါက်ထဲမှာပဲတိုင်တူလေးပဲထိုးလိုက်တယ်ပေါ့နော်ကဲအတိုင်းပဲပေါ့နော်ဇီရိုကပတ်ပတ်လေကိုအဲ့လိုမျိုးလေးထိုးထားခဲ့ပြရမှာဖြစ်ပါတယ်ဇီပတ်ပတ်လေကိုထိုးထားခဲ့ပြပါအဲဒီမှာပပလည်းကိုထိုးလာခဲ့ပြီပေါ့နော်ထိုးလာပါရင်ဆက်စားဇီရိုဒီပေါ့နော်ဒီပေါ့ထဲမှာတိုင်တူလေးထိုးလိုက်မယ် တို့ပြီးတော့ရင်ဒီအဆုံးတက်လေးပေါ့နော်အဆုံးတက်လေးနာမှာဇေရိုတိုင်တိုးဆက်ဆက်ချင်းထိုးခဲ့တဲ့ပေါက်လေးပေါ့နော်အဲပေါက်လေးထဲမှာဇေရိုရှက်ကော်လေးထိုးပြီးတော့အဆုံးတက်ပေးလိုက်တယ်ပေါ့နော်ကပင်းရင်ဖုန်မီလေးတကူထိုးပေးပါရင်ဆိုတော့ဒီရဲ့ကျိုးလေးကိုကက်ချီကလေးနဲ့ဖြတ်ပေးလိုက်တယ်ပေါ့နော်။ကဲဒါဆိုရင်တော့ဆိုတော့ဒီမှာအရွက်ကလေးတက်လို့ပြီးသွားပြီ။ပြီးတော့ရင်ပန်းထိုးမယ်ပေါ့နော်။ပန်းထိုးဖို့အတွက်တော့ဆိုတော့မက်ချစ်ရင်းလေးအရင်စားပြီးရောလောက်ပါမယ်။ မချင်မနေတို့ဘို့အတွက်ရှီလေးကိုအောက်ပို့လိုက်မယ်ပြီးရင်ပေါက်လေးထဲမှာအက်ကလေးထည့်ပြီးတော့ရှီလေးကိုယူလိုက်တယ်ပေါ့နော်ရှီလေးကိုယူလိုက်တယ်ယူလိုက်တဲ့အခါမှာဇရိုဒီလိုမျိုးခွင်းလေးရမယ်နော်နော်ပြီးရင်အက်ခွင်းပေါက်လေးထဲမှာဇရိုတိုင်တူလေးရှောက်တိုင်ပေါ့နော်စွစွပါတိုင်တူလေးရှောက်ကိုထိုးပေးရမှာဖြစ်ပါတယ်တင်းနေနောက်တိုင်ရှိသွားပြီပေါ့နော်ဇရိုတာတော့လေး ငါရှာဆယ်ဆယ်လို့တိုင်တူလေးရှောက်တိုင် ထိုးလိုက်တယ်ပေါ့နော်ထိုးပြီးတော့ရင်အခွင်းလေးစီတော့ဆယ်ကျိုးလေးကိုဆွဲလိုက်တယ်ကျိုးလေးကိုဆွဲလိုက်ပြီဆိုလို့ရှိရင်ဆယ်တို့ဒီမှာဒီရဆဆတိုင်တူထိုးခဲ့တဲ့ပေါက်လေးပေါ့နော်အဲ့ရတိုင်တူထိုးခဲ့တဲ့ပေါက်လေးထဲမှာဇလိုရှက်ကော်လေးပေါ့နော်ရှက်ကော်လေးထိုးပေးလိုက်ပါတယ် ထုတ်ပြီးတော့ရင်ဇာတ်လို့ဖွင့်မိလေးတခုထုတ်မယ်ထုတ်ပြီးတော့ရင်အရှက်ကော်ထုတ်ခဲ့တဲ့အပေါက်ထဲမှာပဲတိုင်တူလေးထုတ်လိုက်တယ်ပေါ့နော်တိုင်တူလေးတိုင်ပွားလေးထုတ်မယ်ပေါ့နော်တိုင်ပွားဆိုတာတပေါက်ထဲမှာပဲတိုင်တူနှစ်ခုထုတ်တာကိုပြောတာပါစတဲ့စမက်ကလေးပေါ့နော်စတဲ့တိုင်တူလေးတိရအောင်ဇဲမက်ဂျစ်လေးနဲ့မှတ်ပေးလိုက်ပါတယ် ဒါလို့ရှိရင်တော့ဇရိုတပေါက်တပေါက်ချင်းစီမှာတိုင်တူလေးနှစ်ခုနှစ်ခုစီပေါ့နော်ထိုးပြီးတော့အမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဇရိုစုစုပေါင်းတိုင်တူလေး12ခုရှိမယ်ပေါ့နော်။ဒီမှာလည်းဒီပေါက်ထဲမှာလည်းတိုင်တူလေးနှစ်ခုထိုးပေးတယ်။တိုင်တူနှစ်ခုထိုးတာကတိုင်ပွားထိုးတာကိုပြောတာဖြစ်ပါတယ်။နောက်မှလည်းဇရိုတိုင်တူလေးနှစ်ခုထိုးပေးလိုက်တယ်ပေါ့နော်။ကဲအတိုင်းလေးပဲပေါ့နော်ဇေရိုပပလဲကိုထိုးလာခဲ့ပြီးရမှာဖြစ်ပါတယ် ကဲဒါဆိုရင်တော့ဆယ်ကိုပြီးတော့ရင်ဒီရှိမှာလဲတိုင်တိုလေးနှစ်ခုတိုးတယ်ပေါ့နော်ကဲတိုင်ပွားလေးတွေပပလေးကိုထိုးလာပြီးတော့ပြီးဆိုရင်မချိတ်ကလေးကိုဖယ်ပြီးရောအဲမချိတ်မှတ်ထားတဲ့အပေါက်လေးထဲမှာဆယ်တို့ချက်ကော်လေးပေါ့နော်ချက်ကော်လေးနဲ့ရိုတူးလေးကို join ပြီးလိုက်ရမှာဖြစ်ပါတယ်တော်ရင်ဖုန်မီလေးထိုးလိုက်မယ် ထိုးပြီးတော့ရင်အဲ့ပေါက်လေးထဲမှာပဲဇေရိုတိုင်တူလေးပေါ့နော်တိုင်တူလေးထပ်ပြီးတော့ထိုးလိုက်ပါမယ်။ဒါရိုထရီပေါ့နော်ရိုထရီမှာတော့ဇေရိုကတိုင်တူတစ်ခါတိုင်ပွားတစ်ခါတိုင်တူတစ်ခါတိုင်ပွားတစ်ခါနဲ့ပပတ်လေကိုထိုးပြီးတော့မှာဖြစ်ပါတယ်။ကဲဇေရိုဒီမှာတိုင်ပွားလေးထိုးမယ်ပေါ့နော်တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာပဲတိုင်တူလေးနှစ်ခုထိုးပြီးလိုက်တယ်။အပြီးတော့ရင်ဒီရှေ့မှာတိုင်တူတစ်တိုင်ထိုးမယ်။ ဒါရင်နောက်တစ်ပောင်းမှာတော့တိုင်ပွားလေးထုံမယ်ပေါ့နော်။ကဲအတိုင်းပဲပေါ့နော်။ဇေလိုတိုင်တူတစ်ခါတိုင်ပွားတစ်ခါနေပေါ့နော်။ပပတ်လေးကိုထုပြရမှာဖြစ်ပါတယ်။စုစုပေါင်းဒီမှာတိုင်တူလေး78ခုပေါ့နော်။78ခုရှိရမှာဖြစ်ပါတယ်။ကဲအတိုင်းလေးပဲပေါ့နော်။ဇေလိုပပတ်လေးကိုထုလာခဲ့ပြပါ။တိုင်ပွားတစ်ခါ ိုင်းတူတခါတိုင်းဘွားတခါနဲ့ဗောနော်တိုင်းဘွားတခါတိုင်းဘွားဆိုတော့တဲမှာပဲတိုင်းတူလေးနှစ်ခုတိုင်းတူတခါတိုင်းဘွားဒီနောက်ဆုံးပေါက်မှာတော့ဇေလိုတိုင်းဘွားလေးထိုးမယ်တိုင်းဘွားဆိုတော့တစ်ပေါက်တည်းမှာပဲတိုင်းတို့လေးနှစ်ခုထိုးပစ်လိုက်တယ်။ကြပြီးတော့ရင်မချိမ့်မှတ်ထားတဲ့နေရာလေးနားမှာ0ချက်ကော်လေးပေါ့နော်။ချက်ကော်လေးနဲ့ join ပစ်လိုက်ပါ။ ဒါဆိုရင်တော့ကျွန်တော် root 3တွေပြီးသွားပြီပေါ့နော် root 4 root 4မှာတော့ဇေရိုကတိုင်တိုလေးပဲပပတ်လေးကိုထိုးပြီးသွားမှာဖြစ်ပါတယ်တိုင်တိုလေးစုစုပေါင်း16တိုင်တိုရှိရမှာဖြစ်ပါတယ်တိုင်တို့ပပလည်းကိုတိုင်တို့ပဲထိုးမယ်တိုင်ဘွားတခုမှထိုးစရာမလိုဘူး row 4ကနေ row 7 ठी ပေါ့နော် row 7 ठी ရအောင်ဆိုတော့တိုင်တို့လေးပပလည်းကိုထိုးလာခဲ့ပြအောင်ပါပဲတိုင်တို့လေးတောက်ချောက်ပေါ့နော်ဇယ်လိုထိုးလာခဲ့ပြပါ ကဲပပလေးကိုထူလာခဲ့ပြီးရဲ့အဲဆရာဒီမှာစုံနာရလို့ရှိရင်ဆရာမကြိတ်မှတ်ထားတဲ့နေရာလေးနာမှာမကြိတ်လေးဖြုတ်ပြီးရောချက်ကောလေးနဲ့ join ပေးလိုက်မယ်ကဲ rose 8ပေါ့နော် rose 8ချလာလို့ရှိရင်လည်းအတိုင်းပဲတိုင်တူလေးပဲပပလေးကိုထူပေးမယ်ကဲဆရာဒီမှာ rose 7ဒီပေါ့နော် rose 4နဲ့ rose 7ဒီကို တိုင်တူလေး16တိုင်တူပေါ့နော်အတိုင်းလေးပဲထူလာပေးရဲ့ကဲဒီမှာပေါ့နော် ရိုး7တွေပြီးသွားပြီရိုး8ရိုး8ကျလို့ရှိရင်တော့0ကတိုင်တူတခါတိုင်တူတခါပြီးသွားလို့ရှိရင်တိုင်ရော့တခါပေါ့နော်တိုင်ရော့ထိုးတဲ့အလေးကိုလည်း0တိကျကြည့်ပြပါတိုင်တူထိုးတယ်ကဲပြီးသွားပြီဆိုလို့ရှိရင်0ကြားထဲမှာ တိုင်ရော့ဒီထိုးမယ်ပေါ့နော်တိုင်ရော့ဒီထိုးပြလိုက်ပါ တိုင်ရော့ကတော့လွတ်ထိုးရပေါ့နော်တိုင်တူလေးထိုးမယ်ပြီးရင်တိုင်ရော့တိုင်ရော့ရှေ့ပေါက်မှာအရှိပေါက်မှာကျိုးလေးကိုကလောက်ထုတ်မယ်ပြီးတော့ရင်နောက်ထပ်အရှိပေါက်မှာလည်းထပ်ပြီးတော့ကျိုးလေးကိုဒီလိုမျိုးဆွဲပြီးတော့ကလောက်ထုတ်လိုက်တယ်ပေါ့နော်ပြီးတော့မှနှစ်တိုင်လုံးကိုတခါတည်းဆွဲပြီးတော့ယူပေးလိုက်တယ်ပေါ့နော်အဲ့လာကိုတိုင်ရော့ထိုးတယ်လို့ခေါ်ခေါ်တာဖြစ်တယ်ပေါ့နော်အဲဆိုရင်တိုင်တို့တခါတိုင်ရော့တခါနဲ့ပပတ်လေကိုထိုးလာခဲ့ပြရမှာဖြစ်ပါတယ် စုစုပေါင်းဒီမှာတော့တန်ရော့တခါတိုင်တို့တခါနဲ့ဆိုရင်စုစုပေါင်း12ခုပေါ့နော်12ခုအရေးတော့အပြင်12ခုရှိပါမယ်နော်တိုင်တို့တခါပြီးရင်တိုင်ရော့ပေါ့နော်တိုင်ရော့လေးထိုးမယ်ကြည့်ပြီးတိုင်ရင်ရှေ့ပေါက်မှာလဲတိုင်တို့တခါပြန်တိုင်ရော့ပေါ့နော်တိုင်ရော့လေးထိုးမယ်ဒီနောက်ဆုံးနှစ်ပေါက်ပေါ့နော်နောက်ဆုံးနှစ်ပေါက်မှာတိုင်ရော့လေးထိုးပါမယ် အဲဒါရင် magic ကလေးကိုပဲအဲ magic cleaner မှာဇရုရှော့ကော်လေးပါနော်ရှော့ကော်လေးထိုးပြလိုက်ပါမယ်။အဲဒါဆိုရင်နော်ဇရုဒီမှာအပွင့်ဖက်ပေါ့ပွင့်ဖက်ကကလေးထိုးဖို့အတွက်အရင်တိုင်တူတကားထိုးမယ်။အတပောက်ထင်ပါပဲနော်ဇရုတိုင်တူထိုးမယ်ပြီးတော့တိုင်လက်ထိုးမယ်။တိုင်အပောက်ထင်ပါပဲတိုင်ရှိပေါ့နော် တိုင်းရှိလေးထိုးလိုက်မယ်။ကဲအဲဆိုရင်ဇလုံးဒီမှာတစ်ဖက်ပြီးသွားပြီ။တိုင်းရင်အရှိပေါက်မှာတိုင်းရှိထိုးမယ်။တိုင်းအပေါက်ဒီမှာပဲတိုင်းလက်ကလေးထိုးမယ်။ဇလုံးပွင့်ချက်အတိုင်းတွန့်တွန့်လေးရပါဘောနော်။တိုင်းရင်အပေါက်ဒီမှာပဲဇလုံးတိုင်းတိုးလေးထိုးမယ်ဘောနော်။ကဲဒါဆိုရင်တော့ဇေရိုပွင့်ချက်တစ်ချက်ပြီးသွားပြီပေါ့နော်နောက်တစ်ပွင့်ချက်တို့ဖို့အတွက်တိုင်တူတစ်ခါတိုင်အပ်ပေါက်ထဲမှာပဲတိုင်ပွားတစ်ခါ အပေါက်ထဲမှာပဲတိုင်ရှည်ပါเนาะတိုင်သူတကာတိုင်ဘွားတကာတိုင်ရှည်တကာတပေါက်ထဲမှာပဲသုံးတိုင်ချတိုက်ထိုးလိုက်ပါတယ်အရှိပေါက်မှာလည်းအလိုပဲတိုင်ရှည်တကာတိုင်ရှည်ရော့သွားမယ်ပေါ့เนาะတိုင်လက်တကာတော်ရင်အပေါက်ထဲမှာပဲနောက်ထပ်တိုင်သူတကာပေါ့เนาะကဲဒါမှ0.6လေးရအဲ့လိုမျိုးလေးရမှာပေါ့เนาะတော်ရင်အရှိပေါက်မှာလည်းတိုင်သူတကာတိုင်လက်တကာတိုင်ရှည်တကာပေါ့เนาะ တိုင်ထိုးလိုက်တယ်ပြီးတော့ရင်ဒီရေပောက်မှာတိုင်ရေတကာတိုင်လက်တကာတိုင်တူတကာပေါ့နော် တိုင်တူတကာထိုးပစ်လိုက်ပါတယ်ကဲဒါဆိုရင်တော့ဇေလိုပွင့်ချက်လေးရရပေါ့နော်အတိုင်ပပတ်လေးကိုထိုးလာပေးမယ်ပွင့်ချက်စုစုပေါင်း6ပွင့်ရှိပါမယ်နော်ပြီးတော့ရင်တော့တိုင်တူထိုးခဲ့တဲ့ပောက်ထဲမှာပဲဇေလိုချက်ကော်လေးထိုးပစ်လိုက်ရမှာဖြစ်ပါတယ်ချက်ကော်လေးထိုးပွားရင်ကျိုးလေးကိုဇေလိုနည်းနည်းရှိရှိလေးဖြတ်ပါမယ်နော် ည်းနည်းရှိရှိလေးဖြတ်ပါမယ်ဘာလို့လဲဆိုတော့ဇေရိုအဲ့ရဲ့ကျိုးနဲ့ပဲဇေရိုဘလန့်ကတ်မှာပေါ့နော်ဘလန့်ကတ်မှာတွဲချုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့啊ရှိရှိလေးဖြတ်ပေးလိုက်ပါတယ်ကပ်ပီတာရင်ဇေရိုဒီအလဲမှာပုံနေရဲ့ကျိုးလေးကိုဖြတ်လိုက်မယ်ပေါ့နော် ဖြတ်ပေးလိုက်ပါကျတော့လေအဲ့လိုဒေါန်တီမဖြတ်လဲရရဘာလို့လဲဆိုအထဲမှာဝက်ဆန်လေးအနေနဲ့အဲ့ကြိုးလေးကိုပဲเนาะအစာထိုးလို့ရတယ်အဲ့တော့ဒေါန်တီတော့မဖြတ်ပါဘူး ဲ့ပြီးတော့ရင်ဆယ်လို့ဒီရဲပေါ့နော်ဒီရဲအက်ကလီနဲ့ရှီလီကိုလိုက်ဖွဲ့ပြီးတော့တခါတည်းတွေ့ရှုံမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်ဆယ်ဒီအရင်ဆုံးကျိုးကိုအရင်ဆုံးဖြောက်မယ်ပေါ့နော်ဖြောက်ပြီးတော့ဆယ်လို့ဒီဖင်နာလေးကြီးပေါ့နော်တွားရမှာဖြစ်ပါတယ်ကဲအတိုင်းဒီဗဒါတော့ကိုအဆင်ပြေလို့ဖြောက်ပြီးလိုက်ပေါ့နော်ဆယ်ပြမကျေတော့တဒမ်းမှာညတစ်ခုစီပါเนาะအဲ့လိုမျိုးလေးထိုးပြလိုက်တယ် ကဲဆယ်လို့ဒီမှာပေါ့နော်ဒီတောက်လျှောက်ကိုဒီလိုမျိုးလေးပေါ့နော်တဒန်းကိုတခုစီနဲ့ဆယ်လို့ဒီလိုမျိုးလေးပိတ်လာခဲ့ပြီပေါ့နော်ကဲပြီးတော့ပြီဆိုလို့ရှင်နော်ဆယ်လို့ဒီမှာဒီနာမပေါ့နော်ဆယ်ဒီမှာပန်းပွင့်နေတော့တတ်ထားရပေါ့နော်အမှဆယ်ဒါကတော့ကိုရှားရှင်းတဲ့နေရာမှာရှားပေါ့နော်ဆယ်ကတော့ဒီအလင်းမှာနှစ်ခုလောက်ပဲရှားရပေါ့နော် အလင်မှာတိုင်တူလေးနှစ်ခုပဲရှာတယ်ပြီးတော့လို့ရှိရင်တုံးခုမြောက်တိုင်တူလေးထဲမှာဇေယဒီပန်းပွင့်လေးကိုတက်လိုက်တယ်ပေါ့နော်အဲ့မှာဇေလိုပန်းပွင့်လေးစိတ်စိတ်ဒီမှာပန်းပွင့်ရလှမှာပေါ့နော်ကဲဇေဒီမှာပေါ့နော်အတိုင်းလေးပဲတက်လိုက်ပါတယ်အဲကဲဒီမှာပေါ့နော်ဇေကတော့အတိုင်းလေးပဲလူမျိုးလေးပဲပေါ့နော်လူမျိုးလေးပဲကိုတက်တက်တဲ့လူမျိုးပေါ့နော်တက်လိုက်တယ်တွဲပြီးတော့ ဒါကတော့ကိုတက်ရှင်တယ်လို့မျိုးတက်လို့ရရပါတော့အဓိကတော့ဒီရဲ့အရွက်ကလေးနဲ့ပန်းလေးနဲ့တွဲတွိုင်းရရပါတော့ခဲတိုင်းနေပါတော့တွဲပွားရင်ဆက်ကျိုးတခါလေးဖွက်တယ်ပါတော့ကျိုးပါတော့ဆက်ရတော့ဒီမှာအဆင်ပြေတဲ့အပေါက်လေးပါတော့အဆင်ပြေတဲ့အပေါက်လေးနာမှာဆက်ကျိုးကလိုက်ဖွက်လိုက်တယ်ပါတော့အကန်နေကြီးနေတော့ကျိုးကလိုက်ဖွက်တဲ့ညမှာနေတော့ဟိုဖြစ်တယ်တိုင်တော့နေပတ်ပါ යි

အခုဆိုရင်တော့ဇေလိုဒီမှာပန်းလေးပေါ့နော်ပန်းလေးတက်လိုက်ပါပြီပန်းလေးတက်လိုက်တဲ့အခါမှာဒီလိုမျိုးလေးပေါ့နော်ဒီရပပတ်လေးကိုတိုင်းလေးပဲလိုက်ပြီးတော့တက်ပြလိုက်တယ်ထူပီတာလက်ရလေးတွေကိုတော့ဇေရဲ့ YouTube Razer Crochet Facebook page မှာလည်းလာပြလို့ရလို့ Razer Crochet ရှီတိုနီးပညာနာ group မှာလာပြလို့ရပါရဲ့နော်အလုံးမဲ့နောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ပါမယ်တတဇေရှီလေးတွေကိုလည်း Razer Crochet Facebook page မှာလာပြီးတော့မှာလို့ရပါပြီနော်